။အော်အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့ကျွန်တော်တို့ Binance မှာကျွန်တော်တို့ Blockchain ဖြစ်ပြီးတော့ POA လို့ခေါ်တဲ့ Proof of Address ကိုကျွန်တော်တို့ဘယ်လိုတင်ရမလဲပေါ့နော်။အဲ့တော့ဟိုတော်တော်ကကျွန်တော်တို့ဟိုငလင်ဘေးတော့ကကျွန်တော်တို့ Binance KYC ကိုအောင် CSS ကကျွန်တော်တို့ BNB Pay တော့ Proof of Address တောင်းနေလေ။ Proof of Address တင်ထားပြီးသားလူတွေဆိုလို့ရှိရင်ကျွန်တော်ဒေါ်လာ90ဆိုပြီးတော့ကျွန်တော် BNB ဒေါ်လာ90နဲ့ညီမျှတဲ့ BNB ပေးတယ်ဆိုပြီးတော့ကျွန်တော်ပြောတဲ့အခါမှာ proof of address ရရတဲ့သူစကိုင်းဘက်ကသူမို့မန္တလေးဘက်ကပေါ့နော်အဲအဲ့လိုမျိုး proof of address တင်ထားပြီးသားလူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်ဒေါ်လာ90ရရပါဘောနော်ရိုးရိုး verify ဖြစ်ပြီးသားလူတွေအတွက်ဆိုလို့ရှိရင်နော်ဟောကျွန်တော်9ဒေါ်လာနဲ့ညီမျှတဲ့ BNB ပေးတယ်ပေါ့နော်အဲအဲ့လိုမျိုး case တွေမှာဆိုလို့ရှိရင်ကျွန်တော် proof of address တွေကအာတော်တော်အသုံးဝင်တယ်ဗျဟုတ်ပြီနော်အဲ့တော့ proof of address ဘယ်လိုတင်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ binance icon လေးကိုတစ်ချက်နေလိုက်မယ် ဟုတ်နော် Binance icon တွေကိုတစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ဒီမှာကျွန်တော်တို့ရဲ့ username ရှိမယ် ID ရှိမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် verify ဖြစ်ပြီးသားတွေ့လိမ့်မယ်ဟုတ်ပြီနော်ဒါကတော့ UU verify ဖြစ်ပြီးသားပေါ့နော် KYC packs ဖြစ်ပြီးသား KYC အောင်ပြီးသားဟုတ်ပြီနော်အာ proof of address ကကြာပါတယ်ဆိုအဲ့ထဲကိုတော့တစ်ချက်ဝင်လိုက်ပြီလို့ရှိရင်ဒီမှာအာကျွန်တော်တို့ verification ဆိုတာလေးကိုတစ်ချက်နှိပ်လိုက် Okay အဲ့တော့ verification center တဲ့ကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က ဒီမှာဆိုလို့ရှိရင် verification plus ဆိုတာလေးရှိပါဟုတ်ပြီနော် very get verifying plus ဆိုတာလေးရှိပြီဒီမှာ proof of address ဆိုတာလေးရှိပြီ require proof of address ဟုတ်ပြီနော် get to increase your fiat limit to 2 million USDG USDG 2 million daily ကျွန်တော်တို့ဟိုတိုးသွားမှာပေါ့ဗျာဒါဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လောက်ထိတော့ကျွန်တော်တို့လည်းတုံးစရာတော့မလိုဘူးဒါပေမဲ့ ကျော် trading လုပ်ရတဲ့အခါမှာအဲ့လောက်အဲ့လောက်ထိ2 million ထိပေါ့နော်3 3ပြုလို့ရမယ်ဘုရားပြောမယ်ဆိုလို့ရှိရင်ဟုတ်ပြီနော်အဲ့တော့အာဒီမှာဆိုလို့ရှိရင် account limit တွေပါညာ withdraw ကကျွန်တော်တို့က 50k USD daily ရမယ် crypto deposit limit က unlimited ဖြစ်သွားမယ်ဟုတ်ပြီနော် crypto withdraw limit က8 million USD daily လုပ်လို့ရမယ်ပေါ့နော် P2P transition limit က unlimited ဖြစ်သွားမယ်ဟုတ်ပြီနော် P2P မှာရောင်းဝယ်လုပ်လိုက်တာညာကျွန်တော်တို့ get verify plus လောက်ထားတယ်ပြုစော update တင်ထားတယ်ဆိုလို့ရှိရင် ဟုတ်ပြီနော်โอเคအောက်မှာ personal information ကတော့ကျွန်တော်ရဲ့ information တွေအောက်မှာရှိမယ်ဒါကတော့ကျွန်တော်ဟောမပြလိုက်တော့ဘူးပေါ့နော်โอเคဒါကတော့ KYC အောင်မိသားလူတွေဆိုရင်တော့တည်မှာသူက get verifying plus ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်သူကဘာလို့လဲဘာလဲကျွန်တော်တို့ကပြင်ဆင်ထားရမလဲဆိုတော့ရှင်ကျွန်တော် bank statement တွေပြင်ဆင်ထားရမယ်ဟုတ်ပြီနော်ကျွန်တော်တက်ဆိုင်ရာ bank ဝင်ရှိရ bank statement တွေနိုင်ငံခြားရောက်နေတယ်ဆိုလို့ရှိရင်လည်းအဲနိုင်ငံခြား bank statement တခုခုပေါ့နော်အဲလေးကိုကျွန်တော်တို့ကပြင်ဆင်ထားမှာဖြစ်တယ်โอเค get verifying plus ကိုတစ်ချက်နှိပ်လိုက်မယ် cut butterfly plus ကိုကျွန်တော်တို့တစ်ချက်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ plus of address address ကိုပြီးရောကျွန်တော်တောင်းမှာဟုတ်ပြီเนาะအော်မနော် require ဟိုကျွန်တော်တို့ plus of address require continue ထည့်နေလဲပေါ့နော်အာ don't the don't give a must contain ပါအောင်လဲအဲ့ document ထဲမှာဘာပါအောင်လဲဆိုကျွန်တော်တို့နာမည်ပါအောင်မယ် address ပါအောင်မယ် issue date ပါအောင်မယ် issue authority issuing authority အဲလောက်ထားတဲ့ authority issuing ပါအောင်မယ်ပေါ့နော်အာဟုတ်ပြီနော် ပြီးတော့ the don't match be under your name and master name so the binance account owner ရဲ့ name အောက်မှာရှိနေ match ဖြစ်ရမှာပေါ့ဗျာအဲ့တော့ဒီ proof of address ထဲမှာ by statement ရဲ့မှာပါတဲ့နာမည်နဲ့ကျွန်တော် binance account name နဲ့တူရမှာပေါ့ဗျာအဲ့ဟာဆိုလို့ရပါဟုတ်ပြီနော်အဲ့တော့ continue ရှင်းနေလိုက်မယ် ဟုတ်ပြီနော်ဒီမှာ is your is what is your current current residential address ပေါ့နော်လက်ရှိနေနေတဲ့နေရာဘယ်နားမှာလဲပေါ့နော်အဲ့ဒါကိုမေးထားတယ်အဲ့ဒါမေးထားတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ address ကိုဖြည့်လိုက်တယ်ပေါ့နော်ဖြည့်လိုက်ပြီးတော့ကျွန်တော်တို့ကဘာလုပ်အောင်လဲဆိုတော့အော်ကျွန်တော် continue ကိုနှိပ်မယ်ပေါ့နော်အဲ့တော့ အဒီ address ကကျွန်တော်တို့ဒီ current residential address ကကျွန်တော်တို့ဒီမှာကျွန်တော်တို့နေနေတဲ့လိပ်စာပေါ့ဗျာလိပ်စာကိုဟိုကျွန်တော်တို့ postal code တွေပါညာတွေပေါ့နော်အဲ့ဒါတွေမှန်ရမယ်ပေါ့နှက်ဆက်သွားမယ် okay အဲ့တော့ဒီမှာ choose a document to upload upload လုပ်ဖို့အတွက် document ကိုတောင်းတယ်ဟုတ်ပြီနော်အဲ့တော့ electricity water gas ပေါ့နော်ဒါဘီပေါ့နော်အဲ့ဟာတွေပတ်သက်တဲ့ဘီတွေပေါ့မယ်ပြင် bank statement တောင်းမယ်အဲ government ရဲ့ test တွေပေါ့နော်အခွန် letter တွေတောင်းတယ် ဟုတ်ပြီနော်တခြားဟာတွေတောင်းပေးပေါ့နော်အမြဲတမ်းကုစုံးတော့ကျွန်တော် bus statement အလွယ်ကူပါတယ်ဟုတ်ပြီနော်အဲ့တော့ number power electricity ဘေးဘာညာရှိတယ်ဆိုလို့ရှိရင်လည်းဒီမှာကိုယ်နာမည်နဲ့လောက်ထားတဲ့ဘေးဒီမှာထည့်ပေါ့ဗျာနော်တရားရွေးပေါ့ဗျာကျွန်တော်တော်တော်များများတော့ bus statement နဲ့လောက်တာများတယ်အဲ့တော့ bus statement ကိုတစ်ချက်နှိမ့်လိုက်မယ်သူရ requirement တွေရှိတယ်ဗျာအဲ့ဒါလေးတွေကတော့ကျွန်တော်တို့တစ်ချက်ဖတ်ကြည့်လိုက်ပေါ့နော် အဲ့ဒါလေးခုနကျွန်တော်ရှင်းပြခဲ့တဲ့ဟာလေးတွေပါပဲကျွန်တော်တိတ်ထရီရူမရှိဟုတ်ပြီနော်အာ document က7 mat ပေါ့နော်အာ max maximum 7 mat ရှိရမှာပေါ့နော် okay ကျွန်တော် upload လုပ်မယ် အဲ့တော့ continue ဆိုနေလိုက်မယ်ဒီမှာ under review ဖြစ်သွားပြီအဟုတ်ပြီเนาะအဲ့တော့ email uh, you have received an email and application notification once the review is complete ဖြစ်သွားခဲ့သည်ရှိတော့ကျွန်တော်တို့ email သို့မဟုတ် app ကနေပြီးတော့ကျွန်တော် notification တက်လာပြီเนาะ estimate reviewing time ရ1 day တက်ရကြမယ်အဲ့တော့ under review လို့နေတဲ့ခါမှာကျွန်တော် POE proof of address အဝါပဲဘာညာဆိုလို့ရှိရင်ကျွန်တော်တို့ကအာဒီတက်ရကြမယ်တကယ်လို့အောင်သွားခဲ့သည်ရှိတော့ကျွန်တော်တို့ email ကနေတော့ကော app ကနေတော့ notification တက်လာမယ်ပေါ့เนาะဒါဆိုရှင်ကျွန်တော် Binance မှာ verify KYC လဲအောင်ပြီးပြီ proof of address လဲအောင်ပြီးပြီဆိုလို့ရှင်ကျွန်တော်တို့ကတော်တော်များများအလုပ်လုပ်လို့ကအဆင်ပြေသွားပါပြီခင်ဗျာ Okay အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel တွေလဲ like and subscribe လေးလုပ်ပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်